အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဒါဝိရဲ့သားရှောလမုန်မင်းကြီးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဝိရဲ့သားရှောလမုန်ဟာဣသရေလဘုရင်ဖြစ်လာခဲ့ပါတယ် ဒေယမာရှောလမွန်ကရစ်ပူဇော်ဖို့အလွန်မြင့်တဲ့အရက်ဂိဘောင်မြို့ကိုသွားပြီးမြေရှုအရစ်တထောင်ကိုပူဇော်ခဲ့ပါတယ်။ညရောက်တော့အိမ်မက်ထဲမှာဖျားသခင်ကသူ့ကိုဘာလို့ခြင်းလဲလို့မေးတဲ့အခါကျွန်တော်ဟာအသက်ငယ်သေးတယ်ဘာလို့ရမှန်းမသိဘူးကိုရောလူမျိုးကိုတရားစီရင်ရမှာကောင်းမကောင်းကိုပိုင်းခြားနိုင်ဖို့ဉာဏ်ပညာပေးပါလို့ပြောလိုက်ပါတယ်။ ဒါနဲ့ဘုရားသခင်ကဉာဏ်ပညာပေးဖို့တောင်းဆိုလို့မင်းကိုကမ္ဘာပေါ်မှာဉာဏ်ပညာအရှိဆုံးသူဖြစ်စေမယ်။စီးစိမ်ဥစ္စာတွေလည်းပေးမယ်။ငါစကားကိုနားထောင်ရင်အသက်ရှိမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ရှောလမုန်ဟာဗိမာန်တော်ကိုစားဆောက်ပါတယ်။အကောင်းဆုံးရွှေငွေတစ်သားကြောက်တွေကိုသုံးပါတယ်။ထောင်နဲ့ချီရဲ့ကျွမ်းကျင်အလုပ်သမားတွေဟာဗိမာန်တော်ကိုဆောက်လုပ်ခဲ့ကြပါတယ်။နန်းဆန်လေးနှစ်စီးဖလာရောက်တဲ့အခါထာဝရဘုရားရဲ့အိမ်တော်တိုင်မြစ်ကိုခြားကြပါတယ်။နန်းဆန်၁၇နှစ် ဘူးလအမိရှိတဲ့အထမလာမှာတော့အိန်တော်အခန်းကြီးအခန်းငယ်တို့နဲ့ဆိုင်သမျှတွေကိုလက်ဆတ်တက်ပြီးခုနှစ်နှစ်ပလွန်အိန်တော်ကိုတိဆောက်ခဲ့ကြပါတယ်။ခုနှစ်နှစ်ကြာတော့ဗိမ္မာန်တော်ကိုဖျားသိမ်းစေအနိုင်ခဲ့ကြပါတယ်။အဲ့ဒီမှာပူဇော်ရပလင်ရှိပါတယ်။ပူဇော်ရပလင်ရှိမှာရှောလမုန်ဒုထောက်ပြီးအိုးထာရဘုရားဒီဗိမ္မာန်တော်ဟာကိုရောဆံမြန်းနိုင်လောက်အောင်မကျဲဝန်းပါဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝတ်ပြုမှုကိုလက်ခံပြီးဆူတောင်းတန်ကိုနားထောင်ပြီးပါလို့အတနာခံခဲ့ပါတယ်။ရှောလမုန်ဆူတောင်းပြီးတာနဲ့ကောင်းငင်ကမြည်ကြလာပြီး ူဇော်ရပလင်ပေါ်မှာပူဇော်တက္ကရာကိုလောင်ကျွမ်းကုန်ပါတယ်။ဗိမာန်တော်ကိုဖျားသခင်လက်ခံတဲ့တက်တည်ပါပဲ။ဒါကိုဣတရီလာနဲ့မြင်းနဲ့ခါမြေပေါ်မှာဥချပြုတ်ပြီးဂုံတော်ကိုချီးမွမ်းကြပါတယ်။ရှောလမုန်မင်းကြီးရဲ့ဉာဏ်ပညာဟာတခြားပြည်တွေမှာပါကြော်ကြားသွားပါတယ်။လူတွေမှာပြဿနာတွေရှိလာရင်ရှောလမုန်စီလာကြပါတယ်။ရှေဘဘုရင်မှာတော့ခက်ခဲတဲ့မိကုနေနဲ့သူ့ကိုပညာဆန်းခဲ့ပါသေးတယ်။ ရှောလမုန်ရဲ့အဖြေတွေကိုကြားပြီးတော့ဘယင်မကလူရီမင်းကြီးကြောင့်ပြောတာမယုံခဲ့ဘူးအခုတော့သူတို့ပြောတာထက်မင်းကြီးကပိုတော်တယ်ဆိုတာသိပါပြီမင်းကြီးရဲ့ဖျားသခင်ကကောင်းကြီးပေးနေတာကိုလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဣသရီလာရဲ့ဘဝဟာပြောစရာကောင်းပြီးငြိမ်းချမ်းသာယာခဲ့ပါတယ်ဒါပေမဲ့မကြခင်အခြေအနေတွေကပြောင်းလဲလာတော့မှဖြစ်ပါတယ်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ